ားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့3 D ဘောကောင် channel ကနေပြီးတော့ဒီကနေ့မှပြန်လည်ကြိုဆိုပါရစေဒီကနေ့မှကျွန်မမိတ်ဆွေတွေကိုကျွန်တော်ကပြန်လည်မျှဝေပြီးတော့တင်ဆက်မှာကတော့လာမယ့်တရက်6လ2025တနင်္ဂနွေနေ့မှာထွက်မယ့်3 D ကိုဒီကနေ့မှကျွန်တော်ကအနှစ်ချုပ်ပုံစံနဲ့ကဏ္ဍကောင်းတစ်ခွက်ကိုဒီကနေ့မှကျွန်တော်အကောင်းဆုံးကြိုးစားပြီးတော့တင်ဆက်အောင်မှာဖြစ်တယ် ဒီကနေ့မှာတင်ဆက်တဲ့ဆက်ကတော့နောက်ဆုံးပဲအိတ်နဲ့လွယ်မဲ့စိုက်လို့ပြောလို့ရပါတယ်။ရန်ကိုကောင်းမွန်ပါတယ်။ခဏန်းကလည်းရန်ကိုထူကြပြီးကျွန်တော်မိတ်ဆွေတို့အထောက်ကူပြုမယ်။ကျွန်တော်မိတ်ဆွေတွေကြိုက်တွေ့မယ်။ခဏန်းကောင်းလေးဖြစ်တဲ့အတွက်ဒီကနေ့မှာထပ်မံပြီးတော့ဒီလာမဲ့တာကျွန်တော်တို့ငါးလပိုင်း၆လပိုင်းအစတော့ပေါ့နော်။ကျွန်တော်ကဒါနောက်ဆုံးဗီဒီယိုလေးလည်းဖြစ်တဲ့ဖြစ်တဲ့အတွက်ဒီဗီဒီယိုလေးနဲ့ကြိုးပြနိုင်မယ်လို့လည်းမျှော်လင့်ပါတယ်။ဒီကနေ့တော့တော့ဒီကောင်းဆုံးကြိုးစားထားတဲ့ဗီဒီယိုလေးထပ်မံပြီးတော့ဒီဆန်မှာဖြစ်တဲ့အတွက်ဒီဗီဒီယိုလေးကိုမတင်ဆက်ပေးခင်ကျွန်တော်ရဲ့ YouTube channel ဖြစ်တဲ့ 3D ဖောကောင်းကိုလည်း subscribe ဆိုတဲ့နေစာရနဲ့သူ့ရဲ့ပြင်နာခေါင်းလောင်းလေးကိုမတိရသိနေတဲ့ဒီကဲပေးသေးခြင်းနဲ့ဒီကနေ့မှာတင်ဆက်မဲ့ site ကကျွန်တော်ရဲ့အချိန်ဆုံးတွေ့ထဲကမှပြန်လည်မျှဝေပြီးတင်ဆက်ထားတာဆိုတော့ဒီကနေ့မှာတင်ဆက်မဲ့ဒီကနန်းကောင်း site ကလေးကိုလည်းအစားဆုံးကြည့်ရှုဈေးခြင်းပါတယ်ခင်ဗျာဟုတ်ကဲ့အရင်ဆုံးအနေနဲ့ကျွန်တော်ရဲ့မိတ်ဆွေတွေကို ကျွန်တော်ကဒီမှာနှစ်နှစ်ခွာလေးစယူထားတယ်339ရကနေပြီးသွားမယ်339 site ကတော့တရက်6လပိုင်းအတွက် site ကိုပြသပြီးတော့နှစ်နှစ်ခွာက388မှာကြားခဲ့တဲ့ site ကိုပြမယ်388ကတော့339မှာကြားတဲ့ site ကိုပြမယ်ဘယ်လိုပုံစံသွားမလဲဆိုရင်ကျွန်တော်တို့ကဒီမှာရရှိထားတဲ့ကဏ္ဍတွေကိုအရင်ဆုံးကျွန်တော်တို့ပါဝါခွဲယူမယ်နှစ်ကိုပါဝါယူရင်ကျွန်တော်တို့ဘာရလဲခွန်ဆိုပြီးရရှိပြီးတော့နောက်ထပ်နှစ်ကိုပါဝါယူရင်လည်းကျွန်တော်တို့ကခွန်ဆိုပြီးပေးတယ်ခွန်ကိုပါဝါယူရင်တော့ကျွန်တော်တို့ကဒီမှာနှစ်ကိုရရှိပြီးတော့၃ကိုပါဝါယူရင်ကျွန်တော်တို့က 8ကိုပေးတယ်8ကို ပါဝါယူရင်3ကိုပေးတယ်8ကို ပါဝါယူရင်3ကိုပေးတယ်ပေါ့ခင်ဗျအပေးလဲနောက်တစ်ဆိုင်3ကိုပါဝါယူရင်လည်းကျွန်တော်တို့က8ကိုရရှိပြီး3ကိုပါဝါယူရင်5ကိုရရှိတယ်6ကိုပါဝါယူရင်4ကိုရရှိပြီးတော့ခဏကဒီလိုပုံစံလေးကျွန်တော်တို့ကခွဲထုတ်ပါတယ်အဲ့ဒါမှကျွန်တော်တို့ကနောက်တစ်ဆင့်နေတဲ့ကဏ္ဍဆက်သွဲဥမှာဖြစ်တယ်ပေါ့နော်နှစ်ပြီးရင်ကျွန်တော်တို့ဘာရလဲနှစ်ပြီးရင်3 3ပြီးရင်4 4ပြီးရင်5 5ပြီးရင်6 ်6ပြီးရင်ခွန်ခွန်ပြီးရင်ကျွန်တော်တို့က8ဆိုပြီးတော့ကနာကြီးတို့လို့တွဲထုတ်ပြီးမှကျွန်တော်ရဲ့မိတ်ဆွေတွေအတွက်ကျွန်တော်ကထိတ်စီအလဲတိုင်းနောက်ဘက်ကိုထပ်ပြီးထုံလုံးมาဖြစ်တယ်ထုံးဒီတွေဒီမှာလဲကျွန်တော်တို့က3 3ပြီးရင်ကျွန်တော်တို့က4 4ပြီးရင်5ပြီးရင်6 6ပြီးရင်ခွန်8 9ဆိုတို့ထပ်ပြီးခွဲထုတ်ထားတယ်ဒီဆက်ကတော့လာမဲ့တာတရ6လ2025တွဲ 3G တော့ကျွန်တော် site လေးကိုထပ်ထုတ်မယ်ဒါကြတဲ့ကျွန်တော်ဒီမှာ3ကိုရထားတယ်3ပြီးရင်ကျွန်တော်တို့က4 လေးပြီးရင်၅၅ပြီးရင်၆၇၈ဘိုးဆိုရခဏဒီလိုခွဲထုတ်လိုက်တယ်ခင်ဗျာအခုဆိုရင်ကျွန်တော်မိတ်ဆွေတွေမြင်တွေ့ပဲတိုင်းပဲခဏကကျွန်တော်တို့အစုလိုက်ကလေးရရှိသွားပြီအတိတ်ကမှတစဉ်ကျွန်တော်ရဲ့မိတ်ဆွေတွေအတွက်ကျွန်တော်ကခဏတွေကိုတွဲပြီးတော့ထုံထုံတင်ဆက်ပြသပေးမယ်ဘယ်လိုပုံစံသွားသလဲဆိုရင်ကျွန်တော်တို့ကဒီမှာရှိတဲ့ကျွန်တော်တို့ကနှစ်သုံးအတွဲကိုယူတယ်ပြီးရင်လည်းကျွန်တော်ဒီမှာရှိတဲ့ကျွန်တော်တို့ကခွန်ရှစ်အတွဲကိုယူတယ် เนาะခဏလေးကျွန်တော်တို့ဒီလိုဆုလိုက်အတွေ့လိုက်ခရီးယူမယ်တွန်းနေတူရဲ့ကျွန်တော်တို့ကဒီမှာလဲကျွန်တော်တို့က3လေးအတွဲကိုယူမယ်ပြီးရင်8ကိုအတွဲကိုယူထားမယ်ပြီးရင်လည်းနောက်ထပ်ကျွန်တော်တို့က3လေးအတွဲကိုယူမယ်ပြီးရင်လည်းကျွန်တော်တို့က8ကိုအတွဲလေးကိုယူပြီးတော့ကျွန်တော်မိတ်ဆွေတို့ကျွန်တော်ကခဏကိုတရားနေဆက်တင်ထွန်းထုတ်တင်ဆက်မှာဖြစ်တယ်ဘလိုပုံစံယူလဲဆိုရင်ကျွန်တော်တို့ဒီမှာရရှိထားတယ်2 3ကိုကျွန်တော်ဒီဘက်မှာခွဲထုတ်လိုက် နဲ့သုံးဆိုပြီးရရှိတယ်ပြီးရင်ဒီမှာလဲခွန်၈ဆိုပြီးတော့ခွန်၈အတွဲကိုဆွဲထုတ်လိုက်တယ်တော့နေ့တို့ပဲဒီမှာလဲ၃၄မို့လို့ကျွန်တော်က၃၄အတွဲလေးကိုဆွဲထုတ်ပြီးတော့ပြီးရင်လဲ၈၉ဆိုပြီးတော့ခဏလေးအစွဲလေးဆွဲထုတ်ထားတယ်ပြီးရင်နောက်တစ်ဆိုင်၃၄မို့လို့၃၄အတွဲလေးထုတ်ထားတယ်၈၉မို့လို့၈၉ဆိုပြီးတော့အတွဲလေးကိုကျွန်တော်ဒီမှာဆွဲထုတ်ထားတယ် အဲ့ဒီမှာကျွန်တော်ဘာကိုပြောချင်တာလဲဆိုတော့ဗောနော်ကျွန်တော်တို့ဒီမှာရရှိထားတဲ့နှစ်သုံးစီထွက်မဲ့သတိတွေမှာကျွန်တော်တို့ကဝါချင်းရမယ်ပါရမယ်ဗောနော်တစ်လုံးပါရမယ်ထွန်းလေးတွေပဲခွန်ရှက်มาလဲထွက်မဲ့သတိတွေမှာတစ်လုံးပါရမယ်နောက်ထပ်သုံးလေးมาလဲကျွန်တော်တို့ထွက်မဲ့သတိတွေမှာတစ်လုံးပါပြီးတော့ရှစ်ကိုးมาလဲကျွန်တော်တို့တစ်လုံးထိပေးရမယ်ဒီမှာလဲသုံးလေးมาထွက်မဲ့သတိတွေမှာတစ်လုံးပါပေးရမယ်ရှစ်ကိုးมาလဲတစ်လုံးပါပေးရမယ် ဲ့ဒီမှာကျွန်တော်တို့က388မှာကျွန်တော်တို့ကနှစ်သုံးတလုံးဆိုတော့ကျွန်တော်က3တလုံးထိပါတယ်ပြီးရင်လည်းခွန်8ကတလုံးပါပြရမယ်ထွက်တာက388ဆိုတော့8တလုံးထိပါတယ်အဲ့လိုပုံစံနဲ့ကျွန်တော်ကတောက်လျှောက်ပေါ့နော်ကျွန်တော်တို့လုံးပိုင်ပုံစံနဲ့ခဏန်းကိုတွဲထုတ်လာဖြစ်တယ်နောက်ဆုံးမှာကျွန်တော်မိတ်ဆွေတို့ကနှစ်ချုံနေနဲ့ကျွန်တော်ကခဏန်းကိုပြတ်တာပြီးတော့တက်ဆက်သွားတယ်နောက်တစ်ခုဒီမှာလည်းကျွန်တော်တို့က300တလုံးပဲထိရမယ်ဆိုတော့339မှာ3တလုံးထိတယ်နော်အဲ့လိုပုံစံနဲ့ကျွန်တော်မိတ်ဆွေတို့တွဲပါတယ်ရန်ကို ထူးထူးခြားခြားလေးနဲ့ကျွန်တော်မေးစေကိုကျွန်တော်ကထုံနှုတ်တင်ဆက်ထားတာဖြစ်တယ်။နောက်နောက်တစ်ခုကျွန်တော်တို့ကဒီမှာရှစ်ကိုဒီလေတလုံးထိရမယ်ထွက်တာက339ဆိုတော့ကိုတလုံးထိတယ်ခဏကဒီလိုဆွဲထားတယ်ဒါပေမဲ့လာမဲ့တာကကျွန်တော်တို့ကတရက်6လ2025အတွက်ခဏကကျွန်တော်တို့ကဒီမှာခဏက၄လုံးဖြစ်နေတယ်ကျွန်တော်တို့ကဒီ၄လုံးထဲမှာမှဒီတန်းမှာကတလုံးဒီတန်းမှာကခဏတလုံးစီပဲထိရမှာဖြစ်တယ်ဒါပေမဲ့ခဏကဘာမှ မကြသေးဘူးနော်ဘယ်ဟာဘယ်လိုဖြစ်မလဲဆိုတာလေးကိုကျွန်မိတ်ဆွေတွေကိုကျွန်တော်နောက်ဆုံးမှတရားလေးရှင်းပြပြီးတော့ကျွန်တော်ထုတ်ပေးသွားမှာဖြစ်တယ်ပေါ့နော်ဟုတ်ကဲ့အခုကျွန်တော်တို့ကနောက်တစ်ဆိုင်ကကျွန်တော်တို့ကဘယ်လိုသွားမလဲဆိုရင်ကျွန်တော်တို့ကဒီအလဲထိုင်ပုံစံလေးကိုကျွန်တော်တို့ကတွတ်ကြည့်လိုက်မယ်ခင်ဗျာအလဲထိုင်ကကျွန်တော်တို့ကဘယ်လိုယူသလဲဆိုရင်ကျွန်တော်တို့ဒီမှာနှစ်ရဲ့ခွန်ရဲ့ကိုကျွန်တော်တို့ကပေါင်းလိုက်တယ်ပေါ့နော်နှစ်ခွန်ပေါင်းခြင်းကိုယူလိုက်တယ်နှစ်ခွန်ပေါင်းခြင်းကကျွန်တော်တို့ကဒီမှာ sorry sorry ဟောတော့ကျွန်တော်တို့ယူမဲ့ပုံစံဒီကမယူဘူးကျွန်တော်တို့ကဒီကယူမှာဖြစ်တယ်ခွန်ရဲ6ရဲ့ကိုကျွန်တော်ပေါင်းယူမှာဖြစ်တယ်ခွန်6ပေါင်းရင်းဟိုကျွန်တော်ကဆွဲထုတ်ဖြစ်တယ်ပေါ့ခင်ဗျာကျွန်တော်တို့ဒီမှာခွန်6ပေါင်းရင်းကိုယူလိုက်တယ်ပေါ့နော်ခွန်6ပေါင်းရင်းကဒီနေရာမှာကျွန်တော်တို့ကဘာရလဲ3ဆိုပြီးတော့ရရှိတယ်အဲ့3ကိုကျွန်တော်တို့ကပါဝါမူလိုက်ရင်3ရဲ့ပါဝါဒီဘာရလဲကျွန်တော်တို့က ရှစ်ဆိုပြီးတော့ရတယ်အဲ့ဒီရှစ်ကဘာဖြစ်လဲထွက်မဲ့တတိယမှာလဲထိုင်ဆိုတော့တုံးရှစ်ရှစ်မှာဆိုတော့ဒီမှာရှက်လဲထိုင်ဆိုပြီးတော့ကျွန်တော်တို့ကနော်ဒီလဲထိုင်ဆိုင်ကိုဖန်ယူထားတယ်ခွန်6ပေါင်းကြီး3 3ပေါင်းပါရှစ်မို့လို့ရှက်လဲထိုင်ဒီပုံစံလေးနဲ့ပဲကျွန်တော်ကအလဲထိုင်မှုကိုလည်းလာမဲ့တာတရား6လ2025အတွက်အရင်ဆုံးကျွန်တော်တို့ကဆွထုတ်ကြည့်ထားမယ်ပြီးနောက်ဆက်နောက်ဆက်ကလည်းကျွန်တော်ဒီမှာရှစ်ရဲ့ကျွန်တော်ကခွန်ရဲ့ကိုပေါင်းလိုက်တယ်ရှစ်ခွန်ပေါင်းခြင်းရှစ်ခွန်ပေါင်းခြင်းဒီပါရလဲငါ ငါးကိုပါပါချိန်ပါရတယ်ကျွန်တော်တို့ကတုံညာဆိုပြီးရရှိတယ်အဲတုံညာစီပါဖြစ်တာထွက်မဲ့တတိဒီမှာအလေထိုင်းဆိုတော့သုံးတုံညာကိုမှတုံညာလေထိုင်းကျွန်တော်တို့ကပေးသွားတာဖြစ်တယ်ခွန်6ပေါင်းချင်း3 3ပါပါ8 388မှာ8လေထိုင်း8ခွန်ပေါင်းချင်းက9 9ပေါင်းတုံညာမို့လို့သုံးတုံညာကိုမှကျွန်တော်တို့ကပါဖြစ်လဲကျွန်တော်တို့ဒီမှာတုံညာအလေထိုင်းလေးကျွန်တော်တို့ကပေးနေတာကိုကျွန်တော်မိတ်ဆွေတွေမြင်တွေ့နေရပြီပဲဖြစ်တယ်ဗောခင်ဗျာဟုတ်ကဲ့ဥစဉ်ကျွန်တော်တို့က အလဲထိုင်ဆိုင်လေးရလာပြီဟိုထပ်မှပြီးတော့တင်ဆက်မဲ့ဆိုင်ကအလဲထိုင်လေးကလည်းလာမဲ့တာကျွန်တော်တို့ပေါ့နော်တရက်6လ2025တွေလုံအောင်ထောက်ကူပြီးမဲ့လဲထိုင်မှုလေးဖြစ်တယ်တက်ကလည်းကျွန်တော်ဒီမှာကိုရဲ့ခွန်ရဲ့ပေါင်းခြင်းကိုခွန်ပေါင်းခြင်းကိုခွန်ပေါင်းခြင်းဒီပါရလေ6ပါ6ကိုကျွန်တော်တို့ကဘာဝချိန်ပါရလေတက်ဆိုပြီးတော့ရတယ်အဲ့တက်ဒီပါဖြစ်ရမယ်ထွက်မဲ့တတိဒီမှာကျွန်တော်တို့ကအလဲထိုင်ဆိုပြီးတော့ဆင်ပြရအောင်ပါဖြစ်တယ်ဟုတ်ကဲ့အခုဆိုရင်ကျွန်တော်တို့ကကျွန်တော်ဒီမှာကနန်းက 3489ပေါ့နော်ခဏငါးလုံးဖြစ်နေတယ်ဒါပေမဲ့ဒီခဏငါးလုံးထဲမှာမှကျွန်တော်တို့ကဘယ်ခဏဟာအကောင်းဆုံးဖြစ်မလဲဘယ်လိုခဏဖြစ်လာမလဲဆိုတော့ချက်ဆောင်ကြည့်ရမယ်အခုဆိုရင်ကျွန်တော်တက်ကလေထိုင်ရစီဆိုတော့ကျွန်တော်ဒီမှာလေတက်လေထိုင်ပုံစံလေးကျွန်တော်ဒီမှာထပ်ယူထားတယ်နော်ကဏ္ဍကအခုဆိုရင်ကျွန်တော်တို့၅လုံးထိသွားပြီเนาะ3 4 6 9 1ဒါပေမဲ့ဒီကဏ္ဍဒီထဲကအပေကဏ္ဍကကျော်မိတ်ဆွေတို့ ောင်းဆုံးကဏ္ဍတစ်ခွက်ရရှိမလဲဆိုတာကိုကျွန်တော်ကဘယ်လိုပုံစံသွားတယ်လဲဆိုရင် brain မူလေးနဲ့ကျွန်တော်ကဖမ်းပြီးတော့ထပ်ပြီးတော့ထုံထုံသွားမှာဖြစ်တယ်ဟုတ်ကဲ့ကျွန်တော်တို့ brain site လေးကိုကြောင်းပေးဆိုပြီးထပ်ပြီးတော့ကျွန်တော်ကပြသပေးမယ် brain site ကကျွန်တော်ဘယ်ကနေတော့ထပ်သွားပလဲဆိုလို့ရှင်ကျွန်တော်ဒီမှာရှိတဲ့ကျွန်တော်ကခွန်ရဲခွန်ရဲပြီးရင်နောက်ထပ်ကျွန်တော်ကဒီဘက်ကနှစ်ရဲကိုယူလိုက်တယ်ခင်ဗျာခွန်ခွန်နှစ်ပေါင်းခြင်းခွန်ခွန်နဲ့ပေါင်းခြင်းကဘာရလဲ ခွန်ခွန်ပေါင်းခြင်းက၄၄နဲ့၂နဲ့ပေါင်းခြင်းဒီကျွန်တော်တို့ကပါရတယ်၆ရတယ်အဲ့ဒီ၆ကိုကျွန်တော်တို့နောက်တစ်ဆင့်နေနှက်ခတ်မှုပဲ၆ကိုနှက်ခတ်ချင်ရင်ကျွန်တော်တို့ပါရတယ်၉ဆိုပြီးတော့ရရှိတယ်ပေါ့နော်အဲ့ဒီ၉ဒီပါဖြစ်ရမယ်ထွက်မဲ့၃ဒီမှာကျွန်တော်တို့ကဗရိတ်မှုဆိုတော့၃ရှစ်ပေါင်းခြင်းက၁၁နဲ့၈နဲ့ပေါင်းခြင်းဒီလေ၉ရတယ်နော်ကျွန်တော်တို့ဒီမှာ၉ဗရိတ်ဆိုကျွန်တော်ဆင်သွားတယ်ခင်ဗျကြည့်ရတယ်ရှင်းမယ်ထင်ပါတယ်ခွန်ခွန်နှက်ပေါင်းခြင်းက 6 6နှစ်ခတ်9မူလို့388မှာကျွန်တော်ကိုပရိတ်မူလေးပေးတဲ့ဒီပုံစံနဲ့ကျွန်တော်မိတ်ဆွေတို့ကျွန်တော်ကပရိတ်ဆိုင်လေးကိုလည်းလာမဲ့ကျွန်တော်က1ရက်6လ2025လဲထပ်မှာပြီးတော့ဒီပုံစံနဲ့ထုတ်ထားရခင်ဗျာဟုတ်ပြီနဲ့ကျွန်တော်နောက်တစ်ဆိုင်ဆက်ကြည့်နောက်ဆိုင်ကလည်းကျွန်တော်ဒီမှာ3ရက်8ရက်ကိုကျွန်တော်ဒီဘက်က3နဲ့ဆက်ပေါင်းမယ်3 83ပေါင်းရင်းကိုကျွန်တော်တို့ယူလိုက်တယ်ခင်ဗျာ3 83ပေါင်းရင်းဒီမှာ3 8ပေါင်းကြရတယ်1 1နဲ့3နဲ့ပေါင်းကြည့်ဒီလည်းပါရ4ကိုရရှိတယ် အဲ့ဒီလေးကိုလည်းကျွန်တော်ကနောက်တစ်ဆင့်နေလည်းမဖြစ်မနေနက်ခတ်မှုရင်လေးရဲ့နက်ခတ်ဒီပါရနှစ်စုံပြီးရရှိတယ်အဲ့ဒီနှစ်ဒီပါဖြစ်အောင်ထွန်းမဲ့တတိယပါ break ဆိုတော့သုံးသုံးများကိုမှလည်းကျွန်တော်ဒီမှာနှစ် break ဆိုပြီးတော့ဆင်းတယ်ခင်ဗျာနှစ်နှစ်ခွန်ခွန်နှစ်ပေါင်းကျင်က6 6နက်ခတ်9 38ပေါင်းရင်9 break အရင်ကိုလှပါတယ်ဥစဉ်ကျွန်တော်တို့ကတော့မှာကြာရမယ့်ခဏလေးလုံးက ဲ့ဘရိတ်ကိုတွဲဆက်ပြီးတော့ခဏလေးတွဲဆုပ်ထားတယ်။ဒီညိုင်မှာထပ်ပြီးတော့ကျွန်တော်ကဒီမှာဘရိတ်နဲ့ခဏလေးထပ်ပြီးမရှင်းပြတော့ဘူး။ရှင်းပြပြီးလို့ချင်းလေးကြာသွားမှာဖြစ်တဲ့အတွက်ကျွန်တော်ဒီပုံစံနဲ့ပြသပြီးတော့နောက်ဆုံးမှာခဏထုတ်ပေးမယ်။ဝှထပ်ပြီးမဲ့ထုတ်နှုတ်မဲ့ဆိုင်ကလာမဲ့တာကျွန်တော်တို့ဒီ2025မှာထွန်းမဲ့ 3D ရဲ့ဘရိတ်မူကလေးဖြစ်တယ်။အဲ့ဒါကလည်းကျွန်တော်ဒီမှာရှိတယ်ကျွန်တော်က9ရယ်10ရယ်၄ရဲ့ကိုပေါင်းတယ်၅၈၄၅၈ပေါင်းခြင်းက၃၃နဲ့၄နဲ့ပေါင်းခြင်းကပါရတယ်ကျွန်တော်တို့က ခွန်ဆိုပြီးရရှိတယ်အဲ့ဒီခွန်ကိုကျွန်တော်နောက်တစ်ဆင့်နှက်ခတ်ချိန်ပါရ၃ညဆိုပြီးရရှိတယ်အဲ့ဒီ၃ညကြီးပါဖြစ်ရမယ်ထွန်းမဲ့တိကြီးမှာ break ဆိုတော့ရရှိထားတဲ့၃ညပရိသတ်လာမယ့်တရ6လ2025အတွက်ဖြစ်သွားတယ်ခင်ဗျာဟုတ်ကဲ့ဦးဆုံးကျော်မိတ်ဆွေတွေမြေတွေတိုင်းပဲ break ကတော့၃ည3,4,6,9,10ပေါ့နော်အဲ့ဒီမှာ၄လုံး၅လုံးပေါ့နော်အဲ့ဒီ၅လုံးထဲကိုကျွန်တော်တို့ဗရိတ်မှု၃ညဖြစ်အောင်ဘယ်လိုတွဲမလဲဆိုတာကိုကျွန်မိတ်ဆွေတွေမြင်တွေ့နိုင်မယ်တကယ်လို့ ကျွန်တော်မိတ်ဆွေတွေကကျွန်တော်ပြီးတဲ့ကဏ္ဍကိုမကြိုက်ဘူးဆိုရင်လည်းဒီမှာ3 4 9ကဏ္ဍကိုခွေပြီးတော့လဲထိုးနိုင်တာဖြစ်တယ်။နောက်ရက်နောက်ရက်ဒီမှာကျွန်တော်မိတ်ဆွေတွေကျွန်တော်ကအကောင်းဆုံး 3D တွေကိုလည်းကျွန်တော်မိတ်ဆွေတွေတက်ဆက်ဖို့ရှိသေးတယ်။အဲ့ဒီဗီဒီယိုလေးတွေကိုလည်းကျွန်တော်မိတ်ဆွေတွေထပ်မံပြီးတော့ကြည့်ရှုခြင်းနဲ့ဆိုရှင်နဲ့ကျွန်တော်ဗီဒီယိုဖိုင်လေးအောက်ကနေရောက် subscribe ဆိုရယ်စာရနဲ့ ူအဖေနာခေါင်းလောင်းလေးကိုတီထားပြီးကျွန်တော်တည်တည်များပြူပြူကျွန်တော်မိတ်ဆွေတွေချင်းနေပြင်းထပ်မပြီးတော့ကြည့်ရှုနိုင်ပါလေဖြစ်တယ်ဒီနေ့မှာတော့ကျွန်တော်မိတ်ဆွေကျွန်တော်မှာတစ်ဆက်ပေးထားတာတော့ခဏက3689ခဏငါးလုံးပေးထားတယ်ပရိတ်ကတော့ကျွန်တော်တို့ကတုံညောင်းမှုလေးနဲ့ရရှိရမှာဖြစ်တယ်ပေါ့ဒါကြောင့်မို့လို့ကျွန်တော်ဒီခဏဒီကိုတုံညောင်းမှုဖြစ်အောင်ဘလို့တွဲဆက်လဲဒါတစ်ချက်ကြည့်ကြအောင်ခင်ဗျာဟုတ်ကဲ့နော်ဒီမှာကကျွန်တော်ကခဏကပရိတ်မှုပေးထားတယ်ဒါပေမဲ့နောက်ထပ်ကျွန်တော်ခဏကောင်းတော့ဘုကျွန်တော်မိတ်ဆွေအတွက်ကျွန်တော်ဒီမှာ ်ချပြပေးတော့မယ်ဒီခုဒီကဏ္ဍဒီလာမဲ့တာတရ6လ2025အတွက်ဖြစ်တယ်ဒါကြောင့်မို့ဒီမှာတရကျွန်တော်တို့6လ2000နေတာ25မှာထွက်မယ်တတိဒီကိုကျွန်တော်ဒီမှာပြတ်တာပေးထားတယ်ကျွန်တော်ဗတိတ်ကဒီမှာတုံညဆိုတော့တွဲကြည့်ရင်ဗတိတ်မူတွဲလို့ရတာဒီဘာရှိတယ်လဲ3 8 9ဆိုပြီးတော့ရှိတယ်ဒါကြောင့်မို့ကျွန်တော်ဒီမှာ3 8 9ကိုကျွန်တော်တို့ကမိန်တင်ပြီးတော့ပေးထားတယ် နောက်ထပ်ကျွမ်းမိတ်ဆွေတဲ့မိတာလက်ဆောင်တွေနဲ့ရန်ကစားရမှာတော့ရှိပါတယ်။အဲ့ဒါတော့ကျွမ်းမိတ်ဆွေတို့ကျွန်တော်တို့ဒီတစ်အလဲထိုင်နဲ့ကျွန်တော်တို့ကနေတကောင်ရှိတယ်။အဲ့ဒါတော့ကျွမ်းမိတ်ဆွေတို့ကျွန်တော်တို့ကသုံးတစ်ကိုဆိုပြီးတော့ကနေတကောင်ကိုလည်းထပ်ပြီးတော့ထည့်ပေးထားတယ်တစ်အလဲထိုင်မူလေးပေါ့နော်ဒီတစ်ဒီကျွန်တော်တို့အလဲထိုင်ကို ရရှိထားတာဆိုကျွန်တော်ကလက်ထိုင်ဆိုင်နဲ့ကျွန်တော်ကြိုက်ဆုံးကနေနှစ်ကွက်ကိုထပ်ပြီးတော့လာမယ့်တရားချောင်းလာ2025တော့ထုံထုတ်ပေးလိုက်တာဆိုတော့ကျွန်တော်မိတ်ဆွေတွေဒီကနေ့လေးကိုအားရချင်တယ်မလို့ထင်ပါတယ်ကျွန်တော်ဗီဒီယိုလေးကိုကြည့်ရှင်မိတ်ဆွေအားလုံးလည်းဒီကနေ့လေးနဲ့ပေါ့လိုမယ်လို့လည်းမျှော်လင့်ပါတယ်ကျွန်တော်ဗီဒီယိုလေးကိုကြည့်ရှင်မိတ်ဆွေအားလုံးဒီစိတ်ချမ်းသာခြင်းခွင့်ချမ်းသာခြင်းနဲ့ပြည့်စုံပါစေစပေးတော်ပါယောဂဘေးတွေရနေပြီကဲလို့ပြီးတော့တာယာချမ်းမြေတဲ့ဘဝလေးကိုပြင်လေရောက်ရှိပါစေလို့ဆုမကောင်းတောင်းရပဲကျွန်တော်ဗီဒီယိုလေးကိုဒီကောင်လေးပဲသုံးသက်ရနာပါတယ်အားလုံးပဲကံကောင်းကြီးပေါ့ကြပါစေခင်ဗျာ